လွန်ခဲ့တဲ့နှစ်တန်ပေါင်းများစွာကရေလဲမှာရှိတဲ့ကြောက်တုံးကြီးအောက်ကနေညောင်လေးတကောင်မွေးဖွားခဲ့ပါတယ်။ကြောက်တုံးမြောက်ရဲ့ပေါ်ပေါက်လာမှုကြောင့်လောကတစ်ခွင်လုံးတုန်လှုပ်ခဲ့ရပါတယ်။လောကပြောင်းလဲကိုကြကြမင်းကသိတဲ့အခါအကြတထောင်နမင်းနဲ့အမြင့်တထောင်နမင်းကိုကြည့်ရှုစေခဲ့ပါတယ်။ဒါပေမဲ့ဒီຢာတွေကကြောက်တုံးမြောက်လေးတကောင်ကြောင့်တီးရတဲ့အချိန်မှာတော့ဒီအတိုင်းပဲထားလိုက်ပါတယ်။ကြောက်တုံးမြောက်လေးဟာတောထဲမှာရှောက်သွားရင်းနဲ့ပဲသူ့ရဲ့မျိုးနဲ့တူမြောင်လေးတွေစီကို ရောက်သွားခဲ့ပါတယ်အဲ့ဒီမြောက်လေးတွေက နေတဲ့နေရာကတော့မတ်မွန်တီတွေရေတကုန်တွေနဲ့ตายာလှတဲ့နေရာလေးတစ်ခုမှာပါပဲမြောက်လေးတွေဟာတနေ့မှာတော့ရေတကုန်အလဲကလှိုင်ကူကြီးထဲမှာအယောင်တလက်လက်နဲ့ယရနာတစ်ခုကိုတွေးခဲ့ပါတယ်ရေတကုန်လေးကိုဝင်ပြီးအဲ့ဒီယရနာကိုရှာနိုင်တဲ့သူကိုခေါင်းဆောင် တင်မြောက်မယ်ပြောတဲ့အချိန်မှာတော့ဟူခုံးကသူ့ဝင်မယ်ဆိုပြီးဝင်သွားခဲ့ပါတယ်လှိုင်ကူတဲ့ရောက်သွားတဲ့အချိန်မှာတော့တိပင် စားပင်နေနဲ့ตายာတဲ့ကဘာတဲ့တစ်ခု ရှိနေခဲ့ပါတယ်။အဲ့ဒီထဲမှာအယောင်တလက်လက် တောက်ပနေတဲ့ယတနာပလင်တလုံးကိုလည်းတွေ့ခဲ့ပါတယ်။ဝုခုံကသူ့အဖို့မြောက်တွေကိုနတ်ကူတွေကိုခေါ်ဆောင်လာခဲ့ပါတယ်။မြောက်တွေဟာယတနာလှိုင်ကူတွေကိုရောက်သွားတဲ့အချိန်မှာတော့အယန်းကိုပျော်ရွှင်ပြီးဝုခုံကိုကြောက်တုံးမြောက်ဘရင်ကြီးလို့ခေါ်ပြီးသူတို့ရဲ့ခေါင်းဆောင်အဖြစ်တင်မြှောက်ခဲ့ကြပါတယ်။ဒါပေမဲ့ကြောက်တုံးမြောက်ဘရင်ကြီးဟာနားထောင်လို့မကောင်းလို့မေဟုံဝမ်ချောမောလှပတဲ့မြောက်ဘရင်လို့ခေါ်ဖို့အကြံပြုခဲ့ကြပါတယ်။မြောက်တွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့သူတို့ရဲ့ဘဝကိုရတနာလှိုင်ကူးကြီးထဲမှာဖျက်ဆီးခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့ကျတော့အသက်အရွယ်ကြီးရဲ့နောက်တကောင်ဟာအိုမင်းပြီးဒေဆုံးခဲ့ပါတယ်။ဘူခုံးကကြောက်တုံးကနေမွေးဖွားတာဖြစ်လို့ဒေဆုံးခြင်းကိုမတိခဲ့ပါဘူး။သူ့ဘေးကမြောက်တီကလည်းမတည်ခြင်းတဲ့အတွက်ရှေးဟောင်းတောင်ထိပ်ကိုသွားပြီးဆရာတော်ရဘဝစီမှာအသက်ရှည်ခြင်းတရားကိုသွားတင်လို့တိုက်တွန်းခဲ့ကြပါတယ်။အရာနဲ့ဟူခုံးလည်းမြောက်တီရဲ့အကြံပြုချက်အတိုင်းအသက်ရှည်ခြင်းတရားကိုသင်ဖို့ဖောင်ကိုစီးပြီး မြစ်ကြောင်းတစ်လျှောက်ခရီးထွက်ခဲ့ပါတယ်။ဟူကုန်းတရလူပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့ရောက်တော့သူ့ကိုမိဆာတကောင်ဆိုပြီးလူတွေကလမ်းဖြန့်ပြီးပြေးခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ဟူကုန်းကတိတ်ဆိတ်အေးချမ်းထားတဲ့တောင်ထက်တစ်ခုပေါ်ကိုရောက်သွားခဲ့ပါတယ်။အဲဒီတောင်ထက်ဟာလင်းတိုင်းပြည်ကလေးတောင်ပုံတောင်မှာရှိတဲ့လာနေကျဲသုံးမွေးကူမှာဘော်ဒီဆရာတော်တရင်သုံးနေတဲ့တောင်ထိပ်ပါ။ဟူကုန်းကတောင်ပေါ်အထိတက်သွားပြီးဆရာတော်ကိုတွေ့ဖို့ကြိုးစားခဲ့ပါတယ်။ဟူကုန်းလာမကိုတီးတဲ့ဆရာတော်ကတပည့်တယောက်ကိုလှုပ်ပြီး ဝူခုံးကိုကြိုခိုင်းခဲ့ပါတယ်။ဝူခုံးကလည်းဆရာတော်ထံဝင်ကြတော့ပြီးတပည့်အဖြစ်ခံယူဖို့တောင်းဆိုခဲ့ပါတယ်။ဆရာတော်ကမျိုးရိုးအမည်မေးတဲ့အချိန်မှာတော့မျိုးရိုးနာမည်မရှိတာကြောင့်ကြောက်တုံးကမွေးတဲ့မြောက်ကြီးမျိုးလည်းဝင်ဖြစ်တာကြောင့်မျိုးရိုးကိုစွန်းအမည်ကိုဝူခုံးလို့ပေးပြီးစွန်းဝူခုံးလို့အမည်ပေးခဲ့ပါတယ်။ဝူခုံးကနာမည်တစ်ခုရပြီးဆရာတော်ရဲ့တပည့်ဖြစ်ခွင့်ရသွားတဲ့အတွက်အယံကိုပျော်နေခဲ့ပါတယ်။သူဟာဆရာတော်ဒီမှာပညာတွေကိုကြိုးကြိုးစားစားသင်ယူစီးပူးခဲ့ပါတယ်။ဝူခုံးက ဆရာတော်စီမှာခုနှစ်နှစ်တိတိပညာစီးပုခဲ့ပြီးဆရာတော်ကသူ့စီကိုဘာမှပညာတွေသင်ယူခြင်းလဲလို့မေးတဲ့အခါမှာတော့ဟူကုန်းကဆရာတော်သင်ပေးခြင်းသာသာသင်ပေးဖို့ပြောခဲ့ပါဗျာအရာနဲ့ဆရာတော်ကလက်တွေကိုစင့်ကြော်တဲ့ကာတာနဲ့မကောင်းဆိုးဝါးတွေကိုရှောင်ရှားနိုင်မဲ့ကာတာကိုသင်ပေးမယ်လို့ပြောခဲ့ပါဗျာဒါပေမဲ့ဟူကုန်းကအဲ့ဒီနီလန်းတွေကအသက်ရှင်စေနိုင်လားလို့မေးတဲ့အချိန်မှာတော့ဆရာတော်ကမပြည့်နိုင်ဘူးလို့ပြောခဲ့ပါဗျာဆရာတော်ကနောက်ထပ်ပရိကတ်တော်တွေနဲ့ ဗုဒ္ဓဂုဏ်တော်တွေကိုရွတ်ပွားနိုင်ဖို့သင်ပေးမယ်လို့ထပ်ပြောခဲ့ပါတယ်။ဒါပေမဲ့ဟူခုံကတော့အသက်ရှင်ခြင်းဤကလွဲပြီးမတင်ခြင်းတဲ့အတွက်ငင်းဆန်ခဲ့ပါတယ်။ဇာတော်ကဗာပဲတင်ပေးမယ်သင်ပေးမယ်ပြောပြောဟူခုံကငင်းနေတဲ့အတွက်ဇာတော်ကဟူခုံကောင်းကိုပေတံနဲ့တုံးချက်ရိုက်ပြီးဆုံးမခဲ့ပါတယ်။ဟူခုံကဇာတော်ကခေါင်းကိုတုံးချက်ခောက်ခဲ့တဲ့အတွက်သူ့ကိုည၃နာရီအချိန်မှလာဖို့ပြောမှန်းတည်သွားလို့ည၃နာရီအချိန်မှဇာတော်စီမှာပညာသင်ဖို့သွားခဲ့ပါတယ်။ဇာတော်က ဝူခေါင်းရဲ့တိမြင့်ထိုးထွင်းနိုင်မှုကိုသဘောကျသွားတဲ့အတွက်82မျိုးရုပ်ပြောင်းနည်းကိုတင်ပေးခဲ့ပါတယ်။ဝူခေါင်းလည်းဆရာတော်တင်ပေးတဲ့82မျိုးရုပ်ပြောင်းနည်းကိုကြိုးကြိုးစားစားသင်ယူခဲ့ပါတယ်။ဆရာတော်ကရုပ်ပြောင်းနည်းအပြင်တိမ်စီးနည်းပညာနဲ့တိမ်ကျွန်းတို့ပညာကိုပါသင်ပေးခဲ့ပါတယ်။ဝူခေါင်းကဆရာတော်တင်ပေးတဲ့ပညာတွေကိုအကုန်အစင်တက်မြောက်သွားတဲ့အချိန်မှာတော့ဆရာတော်ကသူ့ကိုနေရက်စီပြန်လှော့လိုက်ပါတယ်။ဝူခေါင်းလည်းဆရာတော်ကြီးကနေသူ့ရဲ့အဖော်မြောက်တွေရှိတဲ့ယရနာကူဒီ ြန်လာခဲ့ပါတယ်။သူဂျန္နာကူဒီအရောက်မှာတော့သူ့ရဲ့ကူကိုမိစ္ဆာကောင်းလေးကဝင်သိမ်းထားတာကိုတွေ့လိုက်ရပါတယ်။မိစ္ဆာကောင်းကတော့ဟွန်းရှိမိစ္ဆာမင်းပါ။ဟူကောင်းကဒေါသထွက်ပြီးမိစ္ဆာတွေကိုတိုက်ခိုက်ပြီးတော့သူ့ရဲ့ကူကနေမောင်းထုတ်လိုက်ပါတယ်။မိစ္ဆာကောင်းတွေထွက်ပြေးသွားလို့မြောက်တွေကပျော်နေခဲ့ပါတယ်။ဟွန်းရှိမိစ္ဆာဟာသူ့အကူနှစ်ကောင်ဖြစ်တဲ့နွားမိစ္ဆာနဲ့ဂျိုတချောင်းမိစ္ဆာကိုခေါ်ပြီးလက်စားချေဖို့ပြန်လာခဲ့ပါတယ်။